မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြားထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခန်းစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာဂျေဆုတို့အားဖြင့်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ပြားသခင်ပြင်ဆင်ပေးတဲ့အတွက်ယောမဩဝါဒစာခန်းကြီး9အပိုင်းငယ်15ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ဘုရားသခင်ကငါသည်ဂျေဆုပြုလိုသောသူကိုဂျေဆုပြုမည် တနာလိုသောသူကိုလည်းတနာမည်ဟုမောရှိကိုမိန့်တော်မူ၏ဒီနေရာမှာတော့ဘုရားသခင်က "तू အလိုရှိသည့်တိုင်ပြုမယ်"ဆိုတာကိုတွေ့ရပါတယ်။ "तू တနာခြင်းတဲ့သူကိုတနာမယ်။ तू ဂျေဇူးပြုခြင်းတဲ့သူကိုဂျေဇူးပြုမယ်။ तू ချီးမြှောက်လိုသောသူကို तू ချီးမြှောက်မယ်။ तू အလိုရှိသည့်အတိုင်း तू လုပ်မှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့လိုချင်တဲ့သူကလည်းတတ်နိုင်တာမဟုတ်ဘူး။ပြေးတဲ့သူကလည်းတတ်နိုင်တာမဟုတ်ဘူး။ ကျေးဇူးပြုမဲ့ဖရာသာလင်တတ်နိုင်တယ်လို့ပြောပါတယ်။ဒါကြောင့်ကျွန်တော်တို့ကဖရာသခင်ကိုစောရကတက်လို့မရအောင်ကျွန်တော်တို့ကဖရာသခင်ကိုဒီလိုဖြစ်တဲ့နယ်ဟိုလိုဖြစ်တဲ့နယ်လို့လည်းပြောလို့မရအောင်ဖရာသခင်ကိုကျွန်တော်တို့ကအကြံပေးရလောက်အောင်လဲကျွန်တော်တို့ဟာညံကြီးရှင်မဟုတ်ဘူးကျွန်တော်တို့ရဲ့အကျိုးစီးပွားအတွက်ဖရာသခင်ကိုကျွန်တော်ကလက်ထိုးလို့လည်းမရအောင်ကျွန်တော်တို့မှာဘလောက်ကောင်းတဲ့အကြံစီပဲရှိရှိဖရာသခင်ရဲ့အကြံစီကိုမမိနိုင်ဘူး ကျွန်တော်တို့ကဘုရားသခင်ကိုဖြစ်တဲ့ဖြစ်ထိုက်တာတွေဘလောက်ပဲပြောပြောဘုရားသခင်ကသူလုံးချင်တဲ့အရာကိုပဲ သူလုံးမှာဖြစ်တယ်ကျွန်တော်တို့ဘလောက်ကောင်းပါစေကျွန်တော်တို့ဘလောက်ပဲတော်ပါစေဘုရားသခင်ကသူကျေးဇူးပြုခြင်းပဲပြုမယ်မပြုခြင်းရင်မပြုဒါကဘုရားသခင်ရဲ့သဘောတရားပဲအလေအလာပဲဆိုတာကိုကျွန်တော် တွေ့ရတယ်ဒီနေရာမှာသူကဥပမာပေးတာက ဖာရိုဘီယံကိုဘုရားသခင်ကကြီးမြောက်တယ်တဲ့ ဖာရောဘီယံကိုကောင်းပါစေတာလေဘုရားသခင်ပဲဖာရောဘီယံလိုမျိုးစိုးတွမ်းတဲ့ဘီယံကိုချီးမြောက်တာလေဘုရားသခင်ပဲဘာဖြစ်လို့လဲဆိုတော့တဲ့ငါတကူးကိုပြဖို့တဲ့ငါနာမကိုမြေတပြင်လုံးမှာကြော်စိုးစေဖို့လို့ဒီလိုမျိုးပြောပါတယ်အဲဒါကြောင့်ဘုရားသခင်ကယေရှုပြုခြင်းတဲ့သူကိုယေရှုပြုမယ်ခိုင်မာစေခြင်းတဲ့သူကိုလည်းခိုင်မာခိုင်းမယ်လို့ကျမ်းစာကအတိအလင်းပြောထားတာတွေ့ရပါတယ်ဘုရားသခင်လှုပ်ခြင်းတဲ့အရာကို ဘသူကမှစီးတားလို့လည်းမရဘူးဘုရားသခင်ကိုဘသူကမှလည်းအပြစ်တင်လို့မရဘူးသူ့ရဲ့အကြံစီတိုင်းသူလုံနေတာဖြစ်တယ်လို့နားလည်ရတယ်ဒါကြောင့်ကျွန်တော်တို့ဟာဘုရားသခင်ကိုဘယ်လိုနီးနေမှစောရကတက်အပြစ်တင်ပြီးဝေဖန်နေလို့မရတဲ့အတူတူဘုရားသခင်အလိုတော်ကိုနားလည်အောင်လုပ်ပြီးတော့ဘုရားသခင်ရဲ့အလိုတော်ထဲမှာအသက်ရှင်ဖို့ပဲအရေးကြီးတယ်ဆိုတာကိုသိရှိရပါတယ်ကျွန်တော်တို့ဘလောက်ပဲစူးစမ်းစူးစမ်း ဘုရားသခင်ကဂျေဇူးပြုခြင်းမှာပြုမယ်ကျွန်တော်တို့ဘလောက်ပဲညံ့ညံ့ဘုရားသခင်ဂျေဇူးပြုခြင်းပြုမယ်အဲ့တော့ကျွန်တော်တို့ရဲ့ကောင်းခြင်းဆိုးခြင်းကိုကျွန်တော်တို့ကအပေါင်းတင်ပြီးမှဘုရားသခင်ကျွန်တော်ဒါလုပ်ထားတယ်ကျွန်တော်ကိုဒီလိုတော့လှုပ်တင်တယ်ဒီလိုတော့ပေးတင်တယ်ဆိုပြီးတော့မှလည်းပြောလို့မရအောင်အဲ့တော့ကျွန်တော်တို့ကဘုရားသခင်ရဲ့အလိုတော်အကြံစီတော်ထဲမှာသာအသက်ရှင်တတ်ဖို့အရေးကြီးတယ်ဆိုတာကို နားလေစီခြင်းနဲ့ဘုရားသခင်ဘာကြိုက်လဲဘုရားသခင်ဘာအလိုတော်ရှိလဲဘုရားသခင်ကဘယ်အရာအပေါ်မှာ ပို့ပြီးတော့စိတ်လှုပ်ရှားမှုရှိတယ်လဲဒါကိုကျွန်တော်သိပြီးမှ ကျွန်တော်ရဲ့အတ္တတာကိုကျွန်တော်အကောင်းဆုံးပြင်ဆင်ထားဖို့ပဲလိုတယ်ဘုရားခင်အလိုတော်ရှိတဲ့အခါမှာ အလိုတော်ရှိတဲ့သူကိုသူအသုံးပြုမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့အတ္တတာမှာဘုရားရဲ့အလိုတော်ကိုဆောင်ဖို့ရန်တာအစဉ်သင့်ပြင်ဆင်ထားဖို့အရေးကြီးပါတယ်တခြားကျွန်တော်တို့မှာဘာမှ ွေးချယ်စရာမရှိပါဘူးကဘာကြီးမှာဖြစ်ဖြစ်သမျှအရာအလုံးစင်ရဲချမ်းသာကွာဟမှုတွေမတရားတဲ့သူတွေဥဆောင်နေတာတွေမှစပြီးတော့ဖြောင့်မတ်တဲ့သူတွေဒုက္ခရောက်နေတာကျွန်တော်မျက်စိရှိမှမြင်ရတဲ့မကောင်းတဲ့လက္ခဏာတွေမတရားမှုတွေဖြစ်ပျက်နေတဲ့အရာတွေအလုံးဘုရားသခင်ရဲ့အလိုတော်ထဲမှာရှိလဲဆိုတာကိုသိစေချင်ပါတယ်ဒါကိုကျွန်တော်နားလည်မယ်ဆိုလို့ရှင်ဘာပဲဖြစ်ဖြစ် ကျွန်တော်ရဲ့အသက်တာအတွက်စိတ်သက်သာရာရစေမှာဖြစ်ပါတယ်ဘုရားသခင်ကအိုးထိန်ကျွန်တော်ကအိုးမြေဒါကြောင့်မလို့အိုးမြေဆိုတာကအိုးထိန်သမားရဲ့လက်ထဲမှာကြိုက်တယ်လို့ပုံသွင်းခံရဖို့ပဲဖြစ်ပါတယ်ဟိုလိုပုံမျိုးလုပ်ပြီးပါဒီလိုပုံမျိုးဖြစ်ချင်ပါတယ်လို့ကျွန်တော်စောရကတက်လို့မရဘူးဆိုတော့ကိုနားလဲစီခြင်းတယ်ဘာပဲပြောပြောအိုးထိန်ရဲ့လက်ထဲကထွက်လာတဲ့ဘလို့အိုးမျိုးမဆိုတန်ဖိုးရှိပါတယ် ဥပမာအားဖြင့်ကျွန်တော်တို့အိမ်မှာသုံးဖို့ကျွေးဘေးစင်ပဲဖြစ်ဖြစ်ကျွေးအိမ်သာခုံပဲဖြစ်ဖြစ်သွားဝယ်တဲ့အခါမှာကျွန်တော်တို့ကဈေးဘလောက်ပဲကြီးကြီးအကောင်းဆုံးကိုသုံးချင်တယ်ဆိုရင်တော့အကောင်းဆုံး brand ကိုကျွန်တော်တို့ရွေးကြတာပဲဖြစ်ပါတယ်တကယ်တော့အဲ့ဒီကျွေးခုံနေကျွေးဘေးစင်နေဆိုတာမြေကြီးကနေပဲလုတ်တာပါသို့တော်လည်းမြေကြီးကလုတ်တယ်ဆိုပေမဲ့လုတ်တဲ့ company ပေါ်မှာမူတည်ပြီးတော့မှအရေးသွေးနဲ့တံပိုးက ကွဲသွားတာပဲဖြစ်ပါတယ်ဒီအပေါ်မှာလူတွေကတံပိုးထားတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့အသက်တာသည်အိမ်သာကွက်ဖြစ်နေရင်တောင်မှဖယားသခင်ကကျွန်တော်ကိုအဲ့လိုဖြစ်အောင် လုပ်ခဲ့ရင်တောင်မှကျွန်တော်ကအမတန်တံပိုးရှိတဲ့အဖိုးတိုက်တဲ့ brand ကောင်းတဲ့သူပဲဖြစ်လိမ့်မယ်လို့ကျွန်တော်ဒီလိုပဲနားလည်မိပါတယ်ဘုရားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုရောကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကိုတံပိုးရှိစေတာကိုရောပဲဖြစ်ပါတယ်ဒါကြောင့် ကျွန်တော်ရဲ့တန်ဖိုးကိုကျွန်တော်နားလည်ပြီးအသက်ရှင်နိုင်ဖို့မာစာပါကိုရော အလိုရှိသည့်အတိုင်းပြုပါကိုရော အလိုရှိတဲ့အသက်တာအတိုင်းပဲအသက်ရှင်ခြင်းပါလေဒါကြောင့်ယေရှုပြုလိုတော်သူကိုယေရှုပြုတဲ့ဖခင်တနာလိုတော်သူကိုတနာတဲ့ဖခင်ကျွန်တော်တို့အပေါ်မှာလည်းကိုရောရှင်ဖခင်ယေရှုတော်တက်ရောက်၍တနာခြင်းကိယူနာကိုပြတော်မူပါဒီနေ့တို့ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလည်းကိုရောကောင်းချီးပေး၍အလိုတော်တိုင်းပြုပါမိအကြောင်း အလိုတော်ကိုဝန်ခံလျက်ပုံသွင်းခြင်းခံရပါမည်အကြောင်းတနေ့တောင်ဆက်ကတ်တဲ့အခါသခင်ယေရှုခရစ်တော်နာမ၌ဆက်ကတ်အနံဆုတောင်းပါ၏အာမင်